Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖွင့်ထားတာတိတ်မကြသေးတဲ့ဟန်နဝစ်စမ်းကြောင်းတဲ့ကအရင်အရသာရှိပြီးတော့ဈေးလက်တန်နဲ့ဆိုင်းလေးဆိုင်နဲ့မိတ်ဆက်ပြီးပါမယ် ဒီဆိုင်လေးကတော့ Bogan Bro ဆိုတဲ့ထိုင်းဆိုင်လေးပါဒီဆိုင်မှာကနာမည်အကြီးဆုံးကကြတော့ Wattie Kutti ရဲ့တုံရန်ခေါဆွဲရပါ Wattie Kutti ရောတုံရန်ပါညာပါတာကလည်းရပါတယ် ဆိုဝက်ခောက်အတုံးကြီးပေါ့ဝက်ခောက်အတုံးကြီးရပါတယ်ပြီးလို့ရှိရင်ကြက်ဝက်၃လုံးခောက်ဆွဲက၃လုံးထည့်ပေးထားရဲသူကပြီးလို့ရှိရင်ဒီမှာတသားလုံးတသားလုံးလည်းဆိုလဲဒီဘက်ဒီမှာသူအများကြီးပါတယ်ပေါ့နော်ပြီးတော့ဇွန်ပါတယ်ဇွန်ဆိုလဲမကိုပါဘူးကြီးပါတယ်ပြည့်ကြီးငားတွေပါတယ် ောက်ဆွဲကတော့ချင်းချင်းဆက်ဆက်လေးနဲ့အရသာကချိမိပြီးတော့ပိုးရှင်းလဲတော်တော်များတယ်ဝတ်တာပြပါတယ်ပြီးတော့ဝတ်တာလုံးနေပါတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဖဲသွေးပေါ့เนาะဖဲသွေးပါပါတယ် ဝတ္တကုတ္တယောကတော့ချင်းခံဆက်အရာတောင်ပေါ်မှာကိုစားကျင်သူတွေပြောပြီးတော့မှားလို့ရတယ်ပေါ့နော်ပါပါတယ်။အာဒီကတော့အဲ့ဒါလေးပါပါတော့ဘီဘဒီဘဒီမှာဝတာလုံးနေနဲ့ပါပါသေးတယ်။ နောက်တစ်ခုအရန်ကြိုက်ခဲ့တာကတော့ဝက်ဥဆုံးကုတီတို့တုတ်ပါအရသာကတော့ပြောစရာမလိုပဲထိမိပြီးတော့အရသာရှိပါတယ်ဒါကချက်ပေါင်ချက်ပေါင်ကောင်ပါတယ်ချက်သားလုံးပါတယ်ပဲသွေးပါတယ်သူကအရေးလေးနဲ့ပါ တဲဖို့အတွက်ငပြောကြော်လေးမှစားခဲ့ပါသေးတယ်။ငပြောသူကသူတို့ကိုယ်တိုင်လုပ်ထားတဲ့မုန်းနှင်လေးနဲ့ကြော်ထားတာပေါ့နော်။သူ့ကိုယ်တော်နဲ့အစအီးမေးလ်လို့ထင်ထားပေမဲ့စာကြည့်လိုက်တဲ့အခါမှာတော့ပူပူလေးနဲ့စိတ်စိတ်လေးအားကြောင့်မင်းလေးသူ့ကြည့်ပဲ၃ဦးလောက်ထပ်စားခဲ့ပါရယ်။ဟာနာဝင်းစံကြောင်းကစံကြောင်းမှာဖွင့်ထားတာမကြသေးပေမဲ့အေကိုအေးအေးလေးနဲ့ထိုင်စားစရာဆိုင်တွေကလည်းတော်တော်များတယ်။လူငယ်တွေအကြအယောကောက်ဆက်တွေပါထားပေးထားတယ်ဆိုတော့သွားကိုသွားကြည့်တဲ့နေရာတွေတခုမှလို့မင်းလေးကညှို့ပေးလိုက်ပါရယ်။